နဆတော်ဥ္စာကောင်းကြီးဖြစ်ပါတယ်ဗါတယ်လေနဆတော်ဥ္စာကောင်းကြီးโอเคဒီနေရာမှာရှင်းရှင်းလင်းလင်းနားလည်သိချင်တယ်ဥ္စာကောင်းကြီးဝိညာဉ်ရေးရာစုကျေစုမဟုတ်ဘူးခန္ဓာရေးရာမှာကျွန်တော်တို့စားဖို့တောက်ဖို့အတွက်ဥ္စာကောင်းကြီးကိုအဓိကပြောချင်တယ်ကျေးဇူးတော်ချီးမွမ်းခြင်းဟာအဲ့ဒီဥစ္စာကောင်းကြီးကိုနဆတော့ဥစ္စာကောင်းကြီးကိုရစေတယ်။ကျေးဇူးတော်ချီးမွမ်းလိုက်လို့ဥစ္စာရတာမဟုတ်ဘူးနော်။ငကိုတွေကရှိနေတဲ့အရာကို နဂိုတွေကကျွန်တော်တို့ဥစ္စာကောင်းကြီးခံစားရတာကိုဖျားစီမှာလာလူတန်းပြီးမှဂျေစုတင်တယ်လေအဲ့လိုဂျေစုတင်တဲ့အခါမှာတဲ့ဖျားသခင်ကကျွန်တော်တို့ရှိထားတဲ့အရာထက်နဆတော့ဥစ္စာကောင်းကြီးကို ပြန်လဲပေးတယ်တဲ့ဟာလေလုယာလူတွေတချို့လာပြောကြတယ်ဆရာကြီးယောဘနဲ့ပတ်သက်ပြီးမှတာဒကပေးခေါ်သွားတာတအားခွန်အားရတာပဲတဲ့ဆရာလည်းပြန်ပြောတယ်ဆရာကိုယ်တိုင်လည်းခွန်အားရပါတယ်လို့ဘာကြောင့်လဲဆရာတို့တရားဟောဆရာတွေကဆရာတို့အာ ကိုတိုင်ကလည်းယုံကြည်သူတွေနဲ့အတူတူပါပဲခံယူနေရတာ။ဘာကြောင့်လဲဖျားစကားလေဟုတ်တယ်နော်။တချို့ကဆရာကိုလာကျေးဇူးတင်ကြတယ်။ကောင်းပါတယ်ဒါပေမဲ့အများကြီးဆရာကိုခဏခဏကျေးဇူးမတင်ပါနဲ့။တင်တော့ကျေးဇူးတင်ရမှာကဘာလို့လဲဖျားသခင်ဖြစ်တယ်။ဟာလေလုယာ။ဘာကြောင့်လဲဆိုတော့ဆရာယေမင်းရဲ့စကားမဟုတ်ဘူးလေအခုတရားဟောနေတာဘာလို့စကားလဲ။ဖျားသခင်ရဲ့နှုတ်တော်ထွက်စကားလေ ဖယားသခင်ရဲ့နှုတ်တော်ထက်စကားကြောင့်ကျွန်တော်တို့ခွန်အားရတာအလင်းရတာအသက်တာထဲမှာကောင်းကြီးရောက်လာတာလေဆရာယေမင်းရဲ့စကားကြောင့်ကောင်းကြီးရတာမဟုတ်ဘူးလေဖယားစကားကြောင့်ဆရာယေမင်းကနေတဆင့်သင်ဟာကောင်းကြီးရတဲ့သူဖြစ်တယ်ဟာလေလုယာဒါကြောင့်သင်အူးဆုံးဂျေစုတင်ရမှာဘာလို့လဲဖယားသခင်ကိုဖယားသခင်ကိုဓမ္မအမှုတော်ဆောင်တွေကနှောက်မှဂျေစုတင်လဲရတယ်အရင်အူးဆုံးအရေးအကြီးဆုံးဂျေစုတင်ရမှာကဖယားသခင်ဟုတ်ပြီနော်ဒါကြောင့်ခွန်အားရတယ်ဆိုတဲ့သူလည်းကျွန်တော် ဂျေဇူးတင်နေနော်ဖယားသခင်ကိုဂျေဇူးတင်ပါလို့ခွန်အားပေးပြောချင်တယ်နော်အခုမှဒီချိန်မှာလဲဆိုတော့ယောပါဝုထုခန်းကြီး40နှစ်ယောပါရဲ့ဇက်သိမ်းခန်းလေးကိုလေ့လာရအောင်ယောပါဝုထုခန်းကြီး40နှစ်အငယ်30 12 73 16လေးချက်ကိုဖတ်မှာဖြစ်ပါတယ်ယောပါသည်အဆွေခင်ပွန်းတို့အဖို့ဆုတောင်းပြီးမှသူခံရသောဒုက္ခအကြောင်းကိုထောက်ရဖျားသည်ပေရှင်း၍အရင်ထက်နဆတော့ဥစ္စာကို ပေးတော်မူ၏ထပ်တစ်ခါဖတ်မနော်ဒီနေရာမှာအရင်ထက်နစတော့ဥစ္စာကို ပေးတော်မူ၏တဲ့ကျဲစာကပြောတာနော်ကျဲစာကဆက်ဖတ်ကြည့်မယ်နော်ဆက်ဖတ်ကြည့်မယ်ထိုတို့ထာဝရဖျားသည်ယောပါဤရှေ့ဖြစ်ဟံကိုကောင်းကြီးပေးတော်မူသည်ဖြစ်သူဒီတဲ့တိုးတပေါင်း၄000ကလာအုပ်6000နွားရှင်1000မိမ1000ကိုရ၏တဲ့ သားခုနှစ်ယောက်နဲ့သမီးသုံးယောက်ကိုလည်းရပြန်ဤတဲ့ထိုနောက်ယောဘသည်အနှစ်140အသက်ရှင်၍မိမိသားမြေမြစ်တို့ကိုပင်မြင်ရသည်တဲ့စစ်တော်ညီကိုမောင်တော်တို့မလွယ်ဘူးနော်အဥ္စာကောင်းကြီးနော်အဥ္စာကောင်းကြီးဘာအဥ္စာကောင်းကြီးလဲသူငိုရရှိတာဖက်ကိုနဆဖရာသခင်သူ့ကိုပြန်ပေးတယ်တဲ့ဘာဖြစ်လို့လဲဒီလား ယောဘကဂျေဇုတော်ချီးမွမ်းခြင်းနဲ့ဒီစာတန်ရဲ့တိုက်ခိုက်ခြင်းကိုအောင်မြင်သွားတယ်လို့ဖယားသခင်ရဲ့စစ်ဆေးခြင်းကိုလည်းအောင်မြင်သွားတယ်။ဟာလေလုယာဂျေဇုတော်ကြီးလာပါတယ်လို့ဝန်ခံပါတယ်ချစ်တော်ညီကိုမောင်မတို့ညီကိုမောင်မတို့ရဲ့အသက်တာထဲမှာယောဘလိုမျိုးအခက်ခဲကြုံနေတဲ့သူရှိမယ်လို့ကျွန်တော်ယုံကြည်တယ်။အနေနဲ့အများရှိကိုရှိတယ်အဲ့ဒီချိန်မှာသင်ဟာဖယားသခင်ကိုညင်းညူပစ်တင်နေသလားတော့မို့ဂျေဇုတော်ချီးမွမ်းခြင်းနဲ့အနိုင်ယူမလားမနေ့ကကျွန်တော်ဝင်ကားသွားတယ်ဂျေဇုတော်ချီးမွမ်းခြင်းဟာစာတန်ကိုအောင်းနိုင်တယ် 那讲啊，打打黑嘛，你牛别点钱么六万呢？啊，开开别个那中拉单，中拉单数当千呢，进入了千万几吧？他表面咯啊，开开中拉单数当千呢，进入了千万千几吧？等按欧亚里面，培养的很严，那啥罗高级，等他打嘛，打要来的卡嘛，等按欧亚里面，等哈利路亚，独头威么，没千万么，明年来骗里面，阿门。 မှန်ပါတယ်တခါတလေအသက်တာထဲမှာအခက်ခဲဒုက္ခရောက်လာတဲ့အခါမှာမပြုံးနိုင်ဘူးမပျော်ရွှင်နိုင်ဘူးကျေးဇူးတော်ချီးမွမ်းခြင်းဆိုတာကတော့တော်တော်ခက်ခဲပါတယ်ဟုတ်ပါတယ်ပြောတာပြောတာတော့တအားလွယ်တယ်ဟုတ်တယ်ကိုကိုတိုင်းအခက်ခဲတွေ့တဲ့အခါမှာကျေးဇူးတော်ချီးမွမ်းခြင်းအင်မတန်ခက်ခဲပါတယ်ဒါပေမဲ့ဆရာရဲမင်းဝေငါတဲ့စကားကိုအမြဲတမ်းမှတ်ထားပါအခက်ခဲတွေ့တဲ့အခါမှာကျေးဇူးတော်ချီးမွမ်းကြည့်ပါသင်အောင်မြင်ခြင်းခွင့်ကိုရမယ်ဟာလေလုယာသင်အောင်မြင်ခြင်းခွင့်ကိုရမယ် ဒီနေ့ရက်3ရက်မှာကျွန်တော်ကျွန်တော်ကိုတီးတန့်လာစကားပြောတဲ့သူတွေကိုကျွန်တော်ခွန်အားပေးဖြစ်တဲ့စကားတခွန်ရှိတယ်အဲ့ဒါပါလဲဆိုတော့တခါတလေဖရာသခင်ကကျွန်တော်တို့တွားနေတဲ့ဒီပါလဲစီးပွားရေးလမ်းကိုပိတ်ပိတ်လိုက်တဲ့အခါမှာပိတ်လိုက်တဲ့အခွင့်ပေးလိုက်တဲ့အခါမှာပိတ်သွားတယ်နော်သွားလို့မရတော့ဘလို့ပါစီးပွားရေးမှလုံးလုံးမရတော့လုံးဝပိတ်သွားပြီအဲ့ဒီလမ်းကိုသွားလို့မရတော့ပုံမှန်ဝင်ဝင်ကောင်းကောင်းလေးနဲ့သွားနေတာကိုဘာလို့ဘုရားသခင်ကဒီလမ်းကိုပိတ်လိုက်တာလဲစေဖို့တို့ဖို့လဲပုံမှန်ထည့်ပါတယ်မနေ့ကပြောပြောသလိုပေါ့နော်အလူငွေလဲပုံမှန်ထည့်ပါတ ။ဘာလို့ဘုရားသခင်ကကျွန်တော်တို့ဒီပုံမှန်သွားနေတဲ့ဝင်ငွေပုံမှန်ကောင်းနေတဲ့လမ်းကိုဘုရားသခင်ကပိတ်လိုက်တာလဲစဉ်းစားလို့မရအောင်အဲ့ဒါမှာအခုအဲ့ဒီအဲ့ဒီလိုမျိုးကြုံနေတဲ့သူကိုကျွန်တော်ခေါ်ရပေးမယ်။ဖခင်သခင်ကအဲ့ဒီတလန်းကိုပေးလိုက်ရင်နောက်ထပ်ဒီထက်ကျေတဲ့လမ်းကိုတင့်ကိုလမ်းပြမှာမို့လို့ဖြစ်တယ်။ဟာလေလုယာထပ်ပြောမယ်နော်။ဖခင်သခင်ကတင်သွားနေတဲ့ချင်းချင်းလေးလမ်းကိုအစင်ပြေနေတယ်ဆိုတဲ့အရာကိုပိတ်လိုက်တာဟာ င်ငင်းညူပြစ်တင်မနေပါနဲ့ဖယားသခင်ကဒီထက်ကျယ်ပြန့်တဲ့နတ်ဆတော်ကောင်းကြီးလမ်းကိုပြဖို့ဖြစ်တယ်။တင်ကျေးဇူးတော်ချီးမွမ်းမလားမချီးမွမ်းဘူးလားဆိုတော့အဲ့တော့မှပဲကြွာသွားတယ်။တင်ကျေးဇူးတော်ချီးမွမ်းရင်အဲ့ဒီအရာကိုအောင်မြင်သွားပြီးမှနတ်ဆတော်ကောင်းကြီးရှိတဲ့ဒီထက်ကျယ်ပြန့်တဲ့ဒီပါလေဥစ္စာကောင်းကြီးလမ်းကိုတင့်ကိုဖယားသခင်လမ်းပြမယ်။ ေချာမှတ်ထားတာဝိညာဉ်ကြီးရကိုအဓိကပြောတာထက်ဒီမှာအဥ္စာကောင်းကြီးကို ပြောချင်တာဖြစ်တယ်အခုလက်တွေ့အသက်ရှင်နေတော့မှရမယ်အဥ္စာကောင်းကြီးโอเคအဥ္စာကောင်းကြီးဒီအဥ္စာကောင်းကြီးကဘယ်ကနေရလဲကျေးဇူးတော်ချီးမွမ်းခြင်းကနေရတာကျေးဇူးတော်ချီးမွမ်းတဲ့သူတယောက်ဟာနဆတော့အဥ္စာကိုဖျားသခင်ပြန်ပေးမယ်လို့ပြောထားတယ်အဲ့ဒီကျေးဇူးတော်ချီးမွမ်းတာကအထူးတစ်ဖြစ်အခက်ခဲပြဿနာကြုံနေတဲ့အခါမှာမငင်းညူမပြစ်တင်ပဲနဲ့ဖျားသခင်ကိုကျေးဇူးတော်ချီးမွမ်းတတ်တဲ့သူရဲ့တတ်တာမှာဖြစ်တည်တဲ့အရာဖြစ်တယ် ယောပကိုကြည်ပါယောပရဲ့ဏိကုံကဘယ်လိုချုပ်သွားလဲသိလားယောပရဲ့ဏိကုံကမနေ့ကကျွန်တော်ဝင်ရတယ်လေသူ့မှာတခါတဲ့စာတမ်းမနိုင်လာတိုက်ခိုက်တော့တရက်ထဲမှာအကုန်ပြောင်းသွားတယ်ငကိုရီကတထေးသားနော်တထေးသားတထေးသားကိုတရက်ထဲမှာအကုန်ပြောင်းသွားတယ်ဘာမှမရှိဘူးအင်ဂျီတော်မရှိတော့တကူလုံးမှာအနာစိမ့်ပေါက်လို့ပြာလူးမှနေနေရတဲ့ဘဝရောက်သွားတယ်တရက်ထဲမှာ ဒါပေမဲ့နောက်ဆုံးနောက်ဆုံး तू ကဂျေဇုတော်ချီးမွမ်းခြင်းနဲ့စာတန်ကိုအောင်မြင်သွားတဲ့အခါမှာဂျေဇုတော်ချီးမွမ်းခြင်းနဲ့ဖယားသခင်ရဲ့စစ်ဆေးခြင်းကိုအောင်မြင်သွားတဲ့အခါမှာဖယားသခင်ကသူ့ကိုဘာဖြစ်လဲနဆတော်ကောင်းကြီးပေးတယ်တဲ့နဆတော်ကောင်းကြီးဘလို့နဆတော့ကောင်းကြီးလဲဆိုကလာအုပ်6ထောင်တိုး14ထောင်နွားရှင်1ထောင်မိမ1ထောင်တဲ့ပြီးရင်ဘာဖြစ်လဲတားသမီးလဲတား9ယောက်သမီး3ယောက်ဟာလေလုယာနောက်ဆုံးပို့ပြီးတော့မှကောင်းကြီးရတာက အသက်ရှင်ခြင်းကောင်းကြီးတော်ရခဲ့သေးတယ်။ယောဘသည်အနှစ်140အသက်ရှင်ခဲ့သေးတယ်တဲ့နောက်ထပ်နောက်ထပ်။ငကိုရကသူရှိနေတဲ့အသက်ကိုမတွေ့ဘူးနော်။သူကောင်းကြီးရပြီတဲ့နောက်ပိုင်းမှာနောက်ထပ်အနှစ်140နှစ်ကိုရသေးတယ်တဲ့သူ့ရဲ့တသက်မှာဒါကြောင့်လဲကျမ်းစာမှာဘယ်လိုပြောလဲဆိုယောဘကသူ့ရဲ့သားကိုလည်းမြင်ခဲ့တယ်လို့သူ့ရဲ့မျိုးကိုလည်းမြင်ခဲ့တယ်သူ့ရဲ့မြင့်အထီကိုမြင်ခဲ့တယ်ဆိုလိုချင်တာကဘာလဲဒီမျိုးဆက်၄ဆက်တိုင်တိုင်သူမြင်တွေ့ခွင့်ရတယ်ဟာလေလုယာ ဒါတလောက်ကောင်းတဲ့ဂျေဇုတော်တက်ရောက်တာဘု து စီမှာလဲဂျေဇုတော်ချီးမွမ်းတက်တဲ့သူတွေစီမှာတက်ရောက်တာအာမင်နားလဲပြီလားဒါကြောင့်ပထမတစ်ချက်နှလုံးသွင်းထားပါဘလောက်ပဲခက်ခဲခက်ခဲမပြစ်တင်မိပါစေနဲ့ဂျေဇုတော်ချီးမွမ်းပါဂျေဇုတော်ချီးမွမ်းခြင်းကတင့်အတ္တကိုပြောင်းပြန်လန်သွားစေနိုင်ပါဂျေဇုတော်ချီးမွမ်းခြင်းကတင့်ဆိုးယုတ်နေတဲ့အခြေအနေကိုပြောင်းပြန်လန်ပြီးတော့မှကောင်းကြီးရသွားနိုင်ပါတယ်ဟာလေလုယာ ယောဘရဲ့အတ္တအဖြစ်ကျွန်တော်တို့သိရတာကနဆတော့ကောင်းကြီးကိုဘုရားသခင်ကသူ့ကိုပေးတဲ့အဓိကအဓိကအချက်ကပါလေကျေးဇူးတော်ချီးမွမ်းခြင်းပဲမပစ်တင်မညင်းညူပဲကျေးဇူးတော်ချီးမွမ်းခြင်းပဲတခါတလေကျွန်တော်တို့ကယောဘလောက်တော့မရအောင်နည်းနည်းလေးပဲခံရရင်ဘုရားသခင်ကိုပစ်တင်နေပြီဘုရားသခင်ပါလို့လေဒီလိုဟိုလိုဘုရားကိုမယုံကြည်ခြင်းတော့ဘူးဘုရားငါ့ကိုသာပေးမှပဲငါယုံမယ်မပေးမယုံဘူးဖြစ်သွားတယ် ျွန်တော်တို့အတ္တထဲမှာအဥ္စာကိုမဲ့လို့ဘုရားကိုကိုးကွယ်တာမဟုတ်ပေမဲ့ဘုရားကိုတေချာကိုးကွယ်တဲ့သူကတော့အဥ္စာရတယ်။ဖတ်ခါပြောမယ်နော်။စစ်မှန်တဲ့ယုံကြည်သူတွေကအဥ္စာရလို့ဘုရားကိုကိုးကွယ်တာမဟုတ်ဘူး။ဒါပေမဲ့ဘုရားကိုကိုးကွယ်တဲ့အခါမှာစစ်မှန်စွာကိုးကွယ်တဲ့အခါမှာဘုရားကအဥ္စာကောင်းကြီးပေးကိုပေးတယ်။ဟာလေလုယာ။ဒါနားလည်ထားရမယ်နော်။မငင်းညူမပြစ်တင်ပဲနဲ့ဂျေဇုတော်ချီးမွမ်းပါ။သင်အတ္တမှာစိုးရုပ်နေတဲ့အခြေအနေတွေပြောင်းပြန်လှန်ပြီးတော့မှကောင်းစားလာလိမ့်မယ်။ဟာလေလုယာ။ နားဆင်သွားတဲ့သူတွေအယောက်ချင်းစီတိုင်းတန်ရှင်တော်ဝိညာဉ်တော်အားဖြင့်တကယ်ထိမိ၍တီဆောက်เสียဖြစ်စီပါကောင်းကြီးဖြစ်စီပါဒီနှုတ်ကပတ်တော်အားဖြင့်နားထောင်တဲ့သူရဲ့အထဲမှာကောင်းကြီးဖြစ်စီပါအာမင်ဆိုတော့ဒီကနေ့နှုတ်ပတ်တော်ကိုဒီမှာပဲရနာခွင့်ပြုပါတကယ်လို့နားမလည်ဘူးဆရာခေါ်သွားတဲ့အထဲမှာနားမလည်ဘူးဆိုလို့ရှိရင်ဆရာအောက်ကိုအပ်ပြီးမှမေးပါတို့မို့စုတောင်းခံခြင်းနဲ့ဆိုလို့ရှိရင်လည်းဆရာအောက်ကိုအပ်ပြီးတော့မှစုတောင်းလက်ခံလို့ရတယ်ဒီကနေ့နှုတ်ကပတ်တော်ကိုတော့ဒီမှာပဲရနာခွင့်ပြုပါ နားဆင်သွားတဲ့သူအရောက်ချင်းစီတန်းကိုဖျားရှင်တာ၍တာ၍ကောင်းချီးပေးပါစေတော့အာမင်